ယနေ့ရန်ကုန်မျက်နှာဖုံးသတင်းစုံကဥစွာတင်ဆက်မဲ့သတင်းကတော့ဝတ်တုံမူကြီးမြောင်းလိုင်းနဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတုံတန်းရှင်နာဝဲထရာတို့တရားတွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်စီမံဥဆွေရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝတ်တုံမူကြီးမြောင်းလိုင်းနဲ့ဘင်စတရဲ့အလဲကြာဥက္ကဋ္ဌဖြစ်တဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတုံတန်းရှင်နာဝဲထရာတို့ဧပြီလ၄ရက်နေ့ပိုင်းတွင်တရားတွေ့ဆုံဆွေးနွေးကြောင်းသိရပါတယ်။ အဆိုပါနိုင်ငံကောင်းဆောင်နှစ်ဦးတည်တံ့တွေ့ဆုံသောအစည်းအဝေးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထားနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေစေဖြစ်တဲ့ငလျင်အရေးအဆိုပါငလျင်အရေးအတွက်ထိုင်းနိုင်ငံကချက်ချင်းကူညီခဲ့စေပေးခဲ့မှုအတွက်ကျေးဇူးတင်ရှိကြောင်းနဲ့နိုင်ငံအရေးများဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။ ။ဝေကြုံမှုကြီးမင်းအောင်လိုင်ဦးဆောင်သော အစင်မြေကိုဆက်လက်အဖွဲ့ဟာစထမအကြိမ်မြောက်ဘင်စတက်အစီအဝေးသို့တက်ရောက်ရန်ဧပြီလ3ရက်မိုးလယ်ပိုင်းကထိုင်းနိုင်ငံသို့ထွက်ခွာရာဒုံမောင်းလီစေးတွင် ထိုင်းလူသမားဝင်ကြီးကကိုစောနီခင်စုစုခဲ့ကြောင်းသိရပါရရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့စထမအကြိမ်မြောက်ဘင်စတက်ထိပ်သီးအစီအဝေးတို့တရောက်မဲ SAC ဥက္ကဋ္ဌနဲ့အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ အစီအဝေးတက်ရောက်ရန်ထိုင်းနိုင်ငံသို့ရောက်ရှိနေသောနိုင်ငံတော်အစီအမံအုပ်ချုပ်ရေးကောင်စီ SAC ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်လိုက်ဟာဧပြီလ၄ရက်နေ့နံနက်ပိုင်းတွင်အလဲကျောက်ဥက္ကဋ္ဌဖြစ်သောအိန်ရှင်ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝက်ထရာနှင့်တွေ့ဆုံဆွေးနွေးပြီးနောက်အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနှင့်အတူဆက်လက်တွေ့ဆုံဆွေးနွေးကြောင်းသိရပါသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟာမတ်လ28ရက်ကဖြစ်ပွားသောဖြစ်အပြင်းကလေးလှုပ်ခတ်ပြီးမတ်လ29ရက်တွင် SAC ဥက္ကဋ္ဌကိုဖုံးဆက်သွေးကငလျင်တန်းခန်းစားရတဲ့မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းဖုံးဆက်စကားပြောခဲ့ပြီးထိရောက်သောကူညီမှုများချက်ချင်းလှူဆောင်ပေးခဲ့ကဘင်းစတပ်အစည်းအဝေးတွင်တွေ့ဆုံမယ်လို့လည်းဖိတ်ခေါ်ခဲ့ပါတယ်။ ဘင်းစတပ်အစည်းအဝေးတွင်မြမငငင်ပေးအကူအညီပေးရေးအပြင်ဘင်းစတပ်ပို့ဆောင်ဆက်သွယ်ရေးပင်မအစီမံကိန်းအကောင့်ထဲပေါ်မှုနှင့်အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းတိုးတက်မှုရရှိရေးအတွက်ဘင်းစတပ်အဖွဲ့ဝင်နိုင်ငံများဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေးပွဲရှိကြောင်း အိန္ဒိယမြန်မာအထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းမှာ80ရာခိုင်နှုန်းခန့်ပြည်စီနေပြီးမြန်မာနိုင်ငံဘက်မှတိုက်ပွဲများကြောင်းဆိုင်ငံနေရာက Binstar Master Plan for Transport Connectivity မှာ Binstar အဖွဲ့ဝင်နိုင်ငံ9နိုင်ငံကိုချိတ်ဆက်သွားလာမှုများတိုးမြင့်ရန်ရည်ရွယ်ထားပြီးစီမံကိန်းပေါင်း269ခုပါဝင်ကဒေါ်လာ125ဘီလီယံခန့်အသုံးပြုရမှာဖြစ်တယ်လို့သိရပါတယ်ရှင်။